ဒုက္ခနာကိုကြီးကပြင်းပြင်းတော့ပြင်းနေစင်နဲ့အမြဘလောက်ဖဲပြင်းပြင်း Gatin Ora and Ora တနေ့ပြီးတနေ့ ఓ လာမှာပဲဒါသူ့သဘောပဲသူ့ကိုဘလောက်ပြင်းပြင်းဘလောက်ထိမ့်ထိမ့်เนาะပြင်းမတွတ်အောင် Botox ထိုးလဲတွတ်မှာပဲနောက်မရဘူးမိကတိလိမ့်လဲမရဘူးဆပင်ဆေးဆိုးလဲတစ်ချောင်းပြီးတစ်ချောင်းဖြူးလာမှာပဲမရဘူး သွားလည်းပဲကျိုးမှာပဲကျိုးကြင်ကြ။အဲ့တော့ယုတ်ခန္ဓာကိုကြီးကဘလောက်ဖဲပြင်းပြင်းတဖြည်းဖြည်းဆွေးလာတာ။ဆွေးလာတဲ့သဘောဟာသူ့မှာရှိ။အဲ့လိုတဖြည်းဖြည်းဆွေးလာတတ်တဲ့ယုတ်ခန္ဓာကိုကြီးကိုတကယ်ပြင်းနေလို့ရှိရင်အကျိုးရှိသလားလို့ဆိုတော့အားမအကျိုးမရှိဘူး။ဒါကြီးပြင်းလို့ပါ။အဲ့တော့ပြင်းရမှာပါတော့ဆိုတော့စိတ်ဟော။လူရဲ့စိတ်ကလေးကိုပြင်းရမှာ။ဘာလို့လဲဆိုတော့လူတွေမှာကြည့်လေ။ အော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကအခြေလင်းအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်နော်စုပုတ်နေတာစုပုတ်နေတာဘယ်သူမှအဖက်မလို့တဲ့လူပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကူကဖြစ် စိတ်ဖြစ်တော့မျက်နှာမှာလာပေါ်နေတာပေါ့အဲ့ဒီဟာကလည်းစိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွပြုံးရည်မရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှင်မပြုံးဝင်မဲ့လို့ပြုံးနေတယ်လို့မြင်နေရပေါ့လို့တော့ဆိုရင်သူ့စိတ်ကိုအကြည်လင်းနေတာမေတ္တာတက်ဝင်ကြည်လင်းနေတဲ့ပုဂ အဲပြုတ်မရတဲ့မျက်နှာတွေ ਨੇ ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်တရာဟာမျက်နှာရိပ်ပုံမှာလာပြီးတော့ထင်ပေါ်နေတယ်ဒါကအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လည်းကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှင်ဒေါသကြီးကစကားတူတဲ့ တူတူပြက်ပြက်ပြောရတယ်သူကမာမာဆက်ဆက်ပြောရတယ်ဒေါသကြီးလို့ရှိရင်ငယ်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ချင်းတာကိုပြောတာနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူက အမေတ္တာနဲ့ချိုးတာမဟုတ်တော့လောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမှဆက်ဆက်နဲ့တို့တောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အဆင်မပြေဘူးစကားအိုတယ်ဆိုတာအဆင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဘယ်လိုဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တာမအရေးကြီးတယ်ဆိုတာအင်တာမထင်ရှားတယ်ပေါ့ ဒါကြောင့်မို့လူတွေကောင်းမှုဆိုးဖို့ဆိုရင်ကျန်တာတွေအသာထားနောင်ဘဝတွေအသာထားခဏလက်ရှိကဆက်ဆံရေးမှာပဲချစ်ဘာအရေးကြီးဆုံးတော့ကိုယ့်အကူအရေးကြီးဆုံးရှာစိတ်ဟာအရေးကြီးဆုံးပဲလူလူချင်းဆက်ဆံတဲ့အခါမှာလည်းပဲစိတ်နေသဘောထားအရေးကြီးဆုံးပဲဒါကြောင့်မို့စိတ်အရေးကြီးဆုံးလို့မြတ်စွာဘုရားဟောတာအမတမမှန်ကန်တယ်လို့ပြောအဲ့ဒါကြောင့်မို့လို့စိတ်ဟာအရေးကြီးလို့ ဖရာဟခေါ်ထားတဲ့တရားနဲ့လိုက်လျောညီထွေရှိအောင်နေတိုင်းစင်ကျင်စိတ်ကိုပြင်ကိုယ်စိတ်လေးကိုပြင်ပေးပါစင်ကျင်ရမယ်မစင်ကျင်ရင်မသိဘူးမြတ်စွာဘုရားကခေါ်ထားတာရှိတယ်ပစ္စဝတ္ထနာပဟုပကာရာကုသလေတုဓမ္မိတုစကလုံးကတော့ contemplation လို့ဆိုပစ္စဝတ္ထနာဆိုတာ contemplation စဉ်းစားဆင်ခြင်မှုသည်ကုသိုလ်ကောင်းမှုနဲ့အပြစ်ကင်းတဲ့တရားတွေဖြစ်ဖို့ရအတွက်အများကြီးအကျိုးဖြစ်တယ်လို့ဒီလိုဆိုလိုတာနော် contemplation is beneficial ပေါ့ပြောမှဆိုရင် benefit beneficial အများကြီးအကျိုးဖြစ်ထွန်းစေတယ်ကောင်းတဲ့ကိစ္စတွေမှာဘယ်အရာပဲဖြစ်ဖြစ်ဆင်ခြင်စဉ်းစားမှုဆိုတာ ဘာနဲ့ဆင်ញင်တာတော့လို့ဆိုတော့တတိတဲ့တံပစင်ညာဒီနှစ်ခုကဆင်ញင်တဲ့နေရာမှာအရေးကြီးတာနှစ်ခုတတိထားရတဲ့အတိပညာနဲ့ဆင်ញင်စဉ်းစားတတိထားမှပညာဆိုတာဖြစ်တယ်ဒါမို့တတိနဲ့ပညာနှစ်ခုနှစ်ခုပေါင်းစပ်ပြီးတော့ဆင်ញင်စဉ်းစားတာပစ္စောခတ်တာဖះဟောတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်အပြစ်ကင်းတဲ့အရာမှာတဲ့ဆင်ញင်စဉ်းစားမှုဟာအများကြီးအကျိုးဖြစ်ပါတယ်လို့ဒီလိုဖះဟော ဒါကြောင့်ကိုဆင်ញင်ပေးပါကိုယ့်ကိုဆင်ញင်ပေးပါ လူတွေကဆင်ញင်ပါတယ်ဘာဆင်ញင်တော့မနေ့အရာထားလို့ရှင်တွိုင်းလက်ထဲဝင်မျက်နာသိမှန်လေးကြည့်သွားပြီးတော့ဆင်ញင်တာဘာဆင်ញင်တာတော့ဆိုမျက်နာမှာဘယ်နဲ့နေတုံးဆိုတာလေးဆင်